ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ9ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့စစ်အာဏာရှင်ဆန့်ကျင်ရေးမြမຫນွေဦးတော်လန်ရေးကိုထောက်ခံအားပေးပြီး NUG ဝန်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူဤကျဲများတောင်ကိုရီးယားတမရဖြစ်လာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ စစ်အာဏာရှင်စန့်ကျင်ရေးမြမနွေဦးတော်လန်ရေးကိုထောက်ခံအားပေးပြီးအန်ယူဂျီဝန်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူအီဂျေမြောင်ဟာတောင်ကိုရီးယားသမ္မတဖြစ်ရွေးကောက်ခံရကြောင်းတောင်ကိုရီးယားမှလာတဲ့သတင်းများအရသိရှိရပါတယ်။ဇွန်လ3ရက်နေ့တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာအတိုက်အခံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌအီဂျေမြောင်ကအနိုင်ရရှိသွားပြီးသမ္မတဖြစ်ရွေးကောက်ခံခဲ့ရခြင်းဖြစ်ပါတယ်။တောင်ကိုရီးယားသမ္မတဖြစ်လာသူအီဂျေမြောင်ဟာမြမနွေဦးတော်လန်ရေးကြီးစတင်ချိန်ကလေးက ယနေ့အချိန်ထိမြန်မာဒီမိုကရေစီအရေးကိုအားပေးထောက်ခံသူကိုရီးယားနိုင်ငံ၏အတိုင်အဝန်ကြားမှလက်သုံးချောင်းတောင်းပြီးမြန်မာအကြမ်းဖက်စစ်အုပ်စုကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သူကိုရီးယားနိုင်ငံအတွင်းမြန်မာနိုင်ငံ၏လှုပ်ရှားမှုနှင့်ထောက်ပံ့မှုအားကောင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့စစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားရဲ့မြန်မာ network အဖွဲ့အစည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။၂၀၂၁ခုနှစ်မတ်လ၂ရက်နေ့မှာ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတလအကြာအတိုက်ခံခေါင်းဆောင်အီဂျင်မြောင်ကကိုရီးယားနိုင်ငံဂေယောင်ဂီတိုပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေစဉ်မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားမှာအဖွဲ့ဝင်များဖြစ်ကြတဲ့ဥယျာဉ်နိုင်ထွန်းမြို့သားဒီမိုကရေစီအဖွဲ့ချုပ်စီယုံရေးကော်မတီနိုင်ငံတကာကိုရီးယားဌာနကိုဆူမိုတူမြန်မာအလို့သမားလူမှုဖွံ့ဖြိုးရေးစင်တာနဲ့မန်နှင်းဝွကြီးဆောင်းကုန်းဝဲတက္ကသိုလ်ကျောင်းသူတို့ကိုဖိတ်ကြားတွေ့ဆုံခဲ့ပါတယ် ထို့အချိန်ကအုံချုပ်ရေးမှုအကြံမြောင်ကလက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေအရရက်ကိုသိရှိပါကြောင်းစစ်အာဏာသိမ်းမှုကိုလည်းကန့်ကွက်ရှုတ်ချပါကြောင်းမိမိတို့ဂယောင်ဂီတိုပြည်နယ်အနေနဲ့တမကကိုရီးယားအစိုးရအနေနဲ့လည်းမြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်စနစ်အမြန်ဆုံးပြုတ်ကျရေးနဲ့ဒီမိုကရေစီပြန်လည်ရှင်သန်နိုင်စေရေးအတွက်အဖက်ဖက်မှအစွမ်းကုန်ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းဖန်စီထိန်သိမ်းခံရရတဲ့နိုင်ငံကောင်းဆောင်များအတွက်လည်းအလွန်စိုးရိမ်ပူပန်မိပါကြောင်း အမြင့်ဆုံးပြန်လည်လွတ်မြောက်လာစေရေးအတွက် PRP တောင်းဆိုသွားမှာဖြစ်ကြောင်းကိုတက်ကြွစွာထုတ်ပေါ်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ဂယောင်ဂီတိုပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးဖြစ်ရှိနေစဉ်အီဂျင်မြောင်က၎င်းအုပ်ချုပ်နေတဲ့ဂယောင်ဂီတိုပြည်နယ်ရဲ့ဥပဒေတက်မှတ်ချက်များနဲ့အညီမြန်မာ network အဖွဲ့အစည်းကိုတီထောင်ခွင့်ပြုခဲ့ကြောင်းသိရှိရပါတယ်။ထို့ပြင်2024ခုနှစ်မေလ18ရက်နေ့ကွမ်ကျူးမြို့5.18နှစ်ပတ်လည်အခမ်းအနားမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင် စီမံကိန်းဖန်တာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်တို့နဲ့တွေ့ဆုံနှုတ်ဆက်စဉ်ကလည်းမြန်မာဒီမိုကရေစီအရေးကိုဆက်လက်အားပေးထောက်ခံနေမှာဖြစ်ကြောင်းထိုစဉ်ကဤကျေမြောင်ကလွတ်တော်အမတ်တဦးဖြစ်တယ်လို့ပါတီဥက္ကဋ္ဌလည်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာထက်မှန်သိရှိရတဲ့သတင်းကတော့အေယာဝရီတိုင်းရင်းနသားကိအနီးတိုက်ပွဲမှာစစ်ကောင်စီတပ်မှတရင်မှုတည်ဆုံပြီးအမြောက်တပ်မှလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအေယာဝရီတိုင်းပသိမ်မုံရွာလမ်းပေါ်မှာရှိတဲ့ ရင်းနတကေအင်းဤဓမ္မပါလနဂရစ်တောင်စီဒီဘက်မှာစစ်ကောင်စီနဲ့အေအေပူးပေါင်းတက်တို့တိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ကောင်စီဘက်မှတရဲမှုအပါအဝင်၃ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်စီရဲ့စစ်ကြောင်းကိုအေအေနဲ့ပူးပေါင်းတက်ပွဲကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာခလာရ20ခွန်မှတရဲမှုနဲ့စစ်ကောင်စီတပ်သားတချို့သေဆုံးခဲ့ခြင်းဖြစ်ပါတယ်စွန်လ၄ရက်နေ့နနက်၈:၂၅မိနစ်ခန့်က ကုန်းပြင်တိုက်နေတဲ့အမြောက်တပ်34လေးတို့မှလက်နက်ကြီးများနဲ့အနီးပတ်ဝန်းကျင်ကိုဇက်တိုက်ပစ်ခတ်ခဲ့ကြောင်းဒေသခံများထံကနေသိရှိရပါတယ်။တရင်မှုတည်တယ်လို့တော့ပြောတယ်။မနေ့ကညနေ၄နာရီလောက်ကတည်းကအမြောက်တပ်ကနေလက်နက်ကြီးနဲ့ထုနေတာဒီနေ့မနက်လဲထတ်ထုတယ်။ဇက်တိုက်မှုငတိုင်းချောင်းမြို့ပေါ်အထိအတန်တွေကြားနေရတယ်လို့ငတိုင်းချောင်းဒေသခံတဦးကပြောပါတယ်။လက်နက်ကြီးပစ်ခတ်တံများမှာငတိုင်းချောင်းမြို့ပေါ်အထိကြားနေရပြီးဒေသခံများစိုးရိမ်ထိတ်လန့်ကာ ကြောင်တက်နေရတဲ့ကလေးများကိုပါအိမ်သို့ပြန်လည်ခေါ်ဆောင်သွားကြကြောင်းသိရှိရပါတယ်။ဓမ္မပါဠိနဂရစ်တောင်စီဒီအနီးတိုက်ပွဲဖြစ်ပွားစဉ်ကလည်းအမတ်တ၃လေးလေးမှနေ၍လက်နက်ကြီးများပစ်ကူပေးခဲ့ပြီးတီရာကုန်းပြင်မှလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီကအမြောက်တပ်အနီးဝင်းကျင်မှကာကင်းများတိုးချစ်အခြေပြုထားပြီးအမြောက်တပ်အတွင်းမှလည်းအင်အားတိုးချဲ့မှုများပြုလုပ်ထားကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့ပြူကောင်းဆောင်အပါအဝင်လူ၉ဦးသေဆုံးခဲ့တဲ့ပကံပစ်ခတ်မှုထနောင်းမြေစစ်ကြောင်းနဲ့စစ်ကောင်စီပြောကြားချက်တွေကွဲလွဲနေပြူကောင်းဆောင်အပါအဝင်၉ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေပါတင်ဆက်ရရှိတယ်လို့ထနောင်းမြေစစ်ကြောင်းထုတ်ပြန်တင်းရှောင်နေတဲ့ဂန်ကာရက်ွက်ဒေသခံတွေ၃ရက်အတွင်းပြန်မလာရင်မီးရှို့မယ်လို့စစ်တပ်ကချင်းချောက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းညောင်ဦးမြို့နယ်ပကံမြို့တဲ့ဂန်ကာရက်ွက်မှာစစ်ကောင်စီလက်အောက်ခံပြူစောတိကောင်းဆောင်အပါအဝင် လူ၉ဦးသေဆုံးခဲ့တဲ့ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးပြစ်ခတ်ခဲ့တဲ့တနောင်းမြေစစ်ကြောင်းနဲ့စစ်ကောင်စီဘက်ကပြောဆိုမှုတွေနှစ်ဖက်ကွဲလွဲနေပါတယ်။ဇွန်လ၁ရက်နေ့ကညောင်ဦးမြို့နယ်ပကံမြို့တက်ကန်းကာရွာကစစ်ကောင်စီလက်အောက်ခံစစ်မှုတပ်ဟောင်းပြူစောတိခေါင်းဆောင်ဇော်ဇော်နဲ့သူ့နောက်လက်ရှိဦးတို့ကရက်ွက်ထိတ်စရက်မှာဆက်ကြီးကောက်နေတော့တနောင်းမြေစစ်ကြောင်းကလာပစ်သွားတာလို့တနောင်းမြေစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ပြစ်ခတ်မှုကြောင့်ပြူခေါင်းဆောင်ဇော်ဇော်အပါအဝင်သူ့ရဲ့နောက်လက်ရှိဦးတည်ဆုံးပြီး တဦးတန်ရာရရှိခဲ့တယ်လို့ထဏောင်းမြေစစ်ကြောင်းက IO ကိုမှုဒုကပြောပါတယ်ကျွန်တော်တို့ကအတိအကထားတာကတော့သူ့ကိုပြူကောင်းဆောင်ဇော်ဇော်ကိုပဲပြစ်တာသူတို့ကိုပြစ်ပြီးတဲ့အချိန်မှာတန်းကွေတယ်အဲ့ဒီမှာပေါက်ကွဲတန်ကြရတယ်ကွေပြီးပြန်ကြည့်တော့အကုန်လုံးမှောက်နေပြီတယောက်ပဲတန်ရာရတယ်သူ့မှာဘာမှမပါလို့ဘာမှမလုပ်ခဲ့ဘူးသူကပြူစော်တီကောင်းဆောင်ကတိုင်တောင်းမှဆိုတော့သူ့ကိုအတိအကထားပြီးပြစ်လိုက်တာပြစ်ပြီးတဲ့အချိန်မှာတန်းကွဲတာလက်ပြဘုံကသူတို့လက်ပြဘုံမှာ ကျွန်တော်တို့မှာလက်ပစ်ပုံးမပါဘူးလို့ကုမူတူကဆိုပါတယ်။ပြူစောတီခေါင်းဆောင်ကိုပြစ်ခတ်စင်မှာ၎င်းလက်ထဲမှာဘုံးပါပောက်ကွဲသွားတဲ့အတွက်၎င်းနဲ့အတူရှိသူ၈ဦးပါတေဆုံးခဲ့တယ်လို့ကုမူတူကပြောပါတယ်။ဒါ့အပြင်ပြူစောတီခေါင်းဆောင်နဲ့အဖွဲ့စီကနေ0.22လက်လုံတနက်တလက်ကာပိုင်လက်လုံတနက်တလက်လက်ပစ်ပုံးတလုံးကာပိုင်ကြီး၁၀တောင်း0.22ကြီး၆တောင်းစိုက်ကင်းနှစီးနဲ့ပြူစောတီတပ်သေးကန်အထောက်အထားတွေတင်စေရမိခဲ့တယ်လို့ထနောင်းမြေစစ်ကြောင်းကထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်မှာ ်ပြူစောတိခေါင်းဆောင်ဟာစစ်မှုတန်းဟောင်းဖြစ်တယ်ဆိုတဲ့ကတ်ကိုပါတွေ့ရှိရပါတယ်စစ်ကောင်စီကတော့ဂန်းကရက်ွက်မှာပဋ္ဌံပွဲလုပ်ဖို့အတွက်ဓမ္မယုံမှာယမ်မီရက်ဖတ်15ဦးကအစည်းအဝေးလုပ်လူငွေကောက်ခံနေစမှာ NUG လက်အောက်ခံ PDF တွေကထော်လာကြီးနဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ဝါဒဖြန့်နေပါတယ်ပစ်ခတ်မှုကြောင့်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစောစောအပါအဝင်ယမ်မီရက်ဖတ်ဖြစ်တဲ့တက်ကြီးရွယ်အိုတွေအမျိုးသား၉ဦးသေဆုံးပြီးအမျိုးသမီး၂ဦးအပါအဝင်၆ဦးတန်ရာရရှိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ် သို့တော်လည်းထနောင်းမြေစစ်ကြောင်းဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံလက်နက်ကင်အဖွဲ့မဟုတ်ဘူးလို့သိရှိရပါတယ်။ဒါ့အပြင် PDF တွေကပထန်းပွဲအတွက်ကောက်ခံထားတဲ့အလူငွေတွေလည်းယူသွားတယ်လို့စစ်တပ်ဝါဒဖြန့် Telegram Channel တွေကနေဖြန့်ချီထားပါတယ်။သို့တော်လေရက်ကွက်အုတ်ချုပ်ရေးမှုစောစောဟာပြည်သူစစ်မှုတန်းဖြစ်တယ်ပြူစောတိဖြစ်တယ်ဆိုတာကိုတော့ထုတ်ပြန်ကြမှာပေါ်မပြထားပါဘူးဒါအပြင်စစ်ကောင်စီကထုတ်ပြန်တာမှာ ြူစောတိခေါင်းဆောင်စောစောတေဆုံးတာကိုမပြဘဲတခြားသူတွေတေဆုံးတာကိုပဲဓာတ်ပုံတွေထုတ်ပြန်ထားတာကိုတွေ့ရှိရပါတယ်။ဒါပေမဲ့ထနောင်းမြေစစ်ကြောင်းရဲ့ IO ကိုမူတူးကတော့တေဆုံးသူတွေတဲမှာပြည်သူမပါဝင်ပဲပြူခေါင်းဆောင်နောက်လိုက်တွေ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ပထန်းပွဲအတွက်အစည်းအဝေးလုပ်နေတာမဟုတ်ပဲရက်ွက်ထိတ်စရက်မှာစက်ကြီးကောက်နေကြတာလို့သူကဆက်ပြောပါတယ်။ ပြူကောင်းဆောင်ကိုဥတီတွားပစ်တာဖြစ်ပြီးပြူတွေရဲ့လက်ပစ်ဘုံကိုကြည်ထီရာကနေဘုံပေါက်ကွဲကရှင်ဦးအထိတည်ဆုံးခဲ့ခြင်းဖြစ်တယ်လို့ထနောင်းမြေစစ်ကြောင်းက IO ကုမှုတူကပြောပါတယ်။ရင်းတိုက်ခိုက်မှုကိုထနောင်းမြေစစ်ကြောင်းနဲ့တူ Began and Nyaw U Special Task Force တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီပစ်ခတ်မှုဖြစ်ပွားပြီးနောက်ကန်ကာရွာဒေသခံတွေအပါအဝင်အနီးအနားကျေးရွာကဒေသခံအချို့ဟာမနေရတော့ပဲတခြားနေရာတွေစီကိုဘေးလွတ်ရာတိမ်းရှောင်နေကြပါတယ်။ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကြောက်လန့်ပြီးဘေးလွတ်ရာကိုတင်းရှောင်နေကြတဲ့ကန်ကာရွာခန့်တွေကို၃ရက်အတွင်းပြန်လာနေထိုင်ကြဖို့စစ်တပ်ကဖိအားပေးနေတယ်လို့ပကံမြို့ကန်တချို့ကဆိုပါတယ်။အားလုံးပြေကိုကြပြီးကြောက်နေကြတယ်။အခုစစ်တပ်ကဝင်ပြီးပြန်နေကြဖို့ပြောတယ်။၃ရက်အချိန်ပေးတယ်။ပြန်မလာရင်မီးရှို့မယ်လို့ပြောတယ်လို့သူကဆက်ပြောပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တိုက်မယ်ဆိုရင်တရေဘောမကြောက်ဘူးအရေးကြုံရင်ရင်ဆိုင်ဖို့အသင့်ပဲလို့ထိုင်းဝန်ကြီးချုပ်ပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ထိုင်းကမ်ဘောဒီးယားနေဆက်အငင်းပွားမှုမှာအစိုးရအတိုက်ခံပါတီစစ်တပ်သတင်းမီဒီယာဌာနဆိုင်ရာအဖွဲ့အစည်းတွေရောပြည်သူတွေပါမခွဲခြားဘဲမိမိနိုင်ငံတော်အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်အားလုံးချစ်ခင်စည်းလုံးဖို့လိုအပ်ပြီးလို့ထိုင်းဝန်ကြီးချုပ်ကဇွန်လ၄ရက်သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝတ်ကအခုဖြစ်နေတဲ့နေဆက်အရေးဟာပြည်တွင်းနိုင်ငံရေးပြဿနာလို့ညှင်းခုံနေရမှာမဟုတ်ဘူး။နိုင်ငံခြားနဲ့တက်ဆိုင်တဲ့ပြဿနာဖြစ်တဲ့ မိမိနိုင်ငံအချုပ်အခြာအာဏာကိုဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရမယ့်အရေးဖြစ်တဲ့အစိုးရအနေနဲ့လည်းအစွမ်းကုန်ဆောင်ရွက်နေတဲ့အကောင်းဆုံးဖြည့်ရှင်းသွားဖို့အစိုးရနဲ့စစ်တပ်ကြားမှာလည်းအစဉ်ဆက်မပြတ်ဆွေးနွေးနေတယ်။ထိုင်းကငြိမ်းချမ်းရေးကိုလိုလားတဲ့တိုက်မယ်ဆိုရင်လည်းတရေဘောမကြောက်ဘူး။အရေးကြုံရင်ရင်ဆိုင်ဖို့အသင့်ပဲ။ဒါပေမဲ့မလိုလားအပဲအသက်သွေးချွေးတွေမဆုံးရှုံးစေချင်ဘူး။ဒါကြောင့်ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းတဲ့လမ်းကြောင်းကိုအရင်ရွေးပါတယ်လို့ဆိုပါတယ်။ ဒီကနေ့ညနေပိုင်းမှာကာကွယ်ရေးဝန်ကြီးကအဲ့ဒီနေဆက်ကိုကွင်းဆင်းပြီးစစ်တီနဲ့ပြည်သူတွေကိုတွားရောက်တွေ့ဆုံအားပေးဖို့ရှိပြီးဇွန်လ14ရက်မှာ JBC ပူးတွဲနေကြားကော်မတီကတဆင့်ဆွေးနွေးဖို့ရှိတယ်လို့ဆိုပါတယ်နိုင်ငံတော်အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်နေတာမှာတပ်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ပြည်သူတရက်လုံးရဲ့ထောက်ခံအားပေးမှုကိုလိုပြီးမီဒီယာတွေအနေနဲ့လည်းသတင်းမှန်တွေထုတ်ပြန်ပေးဖို့လိုအပ်ကသတင်းမှားတွေရှောင်ကျဉ်ပါလို့ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်ကမ်ဘောဒီးယားခေါင်းဆောင်ဟွန်ဆန်နဲ့ တူပကင်တဆင်ရှင်နာဝတ်တို့ဟာယင်းဤတဲ့မိတ်ဆွေတွေဖြစ်ပါတယ်အခုဒီကိစ္စဟာပြဿနာတွေအပေါ်တက်ရောက်မှုရှိပါသလားလို့သတင်းတောက်တွေကမေးမြန်းရမှာတော့ဝန်ကြီးချုပ်ကလူချင်းသာယင်းဤတာပုပ်ကိုရေးတာယင်းဤတာဖြစ်ပြီးတိုင်းပြည်ရေးရနဲ့မသက်ဆိုင်ကြောင်းတင့်ကိုကျွန်ုပ်ခင်တဲ့တင်တိုင်းပြည်ကိုပေးပါလားလို့တောင်းလို့မရဘူးလို့ဝန်ကြီးချုပ်ကဖြေကြားပါတယ်ကာကိုရေးဝန်ကြီးနိုင်ဖုံးထန်းဝစ်ချရိုင်းကလည်းဒီပြဿနာဟာတိရှလွယ်တဲ့အတွက်စိတ်ကံစားမှုထက်စဉ်းစားဆင်ခြင်ပြီးဖြေရှင်းရမှာဖြစ်ပါတယ် တို့ဟာအာဆီယံမိသားစုဝင်ချင်းချင်းဖြစ်တဲ့ပြည်ထနာကိုကဘာအဆင့်ထိကြီးထွားကျပြန့်သွားခြင်းမရှိအောင်ထိမ့်သိမ်းဆောင်ရွက်နေတယ်။ဆွေးနွေးညှိနှိုင်းတဲ့နီလန်တတ်တမန်နီလန်နဲ့အရင်ဖြည့်ရှင်းမယ်။ဆွေးနွေးရမှာ2000ပြည့်နှစ်ကချုပ်ဆိုခဲ့တဲ့ MOU စာချုပ်ကိုဆွဲကင်မှာဖြစ်တယ်။တစ်ဖက်နိုင်ငံကစစ်တီအင်အားဖြည့်နေတဲ့ပုံတွေပဋိပက္ခကိုတွေးထိုးလုံဆောင်နေတဲ့ပုံတွေဟာ AI နဲ့လုပ်ထားတာတွေကြီးပဲ။လူမှုကွန်ရက်မှာပြောဆိုနေတာတွေတော့ပြောကြပါစေ ဲ့ဒါဟာနိုင်ငံတကာဥပဒေနဲ့မညီပါဘူးဆွေးနွေးတာမအောင်မြင်ရင်လည်းရင်ဆိုင်ဖို့အသင့်ရှိတယ်လို့ဆိုပါတယ်ကမ်ဘောဒီးယားနိုင်ငံတော်အတိုင်ပင်ခံကော်မတီဥက္ကဋ္ဌဟွန်ဆန်ကတော့နိုင်ငံတကာတရားရုံးမှာရင်ဆိုင်ဖြေရှင်းမယ်လို့သူ့ကိုယ်ပိုင်လူမှုကွန်ရက်မှာထုတ်ဖော်ရေးသားထားပါတယ်တရားရုံးမှာဖြေရှင်းမယ်အချက်တွေဟာအခုအငင်းပွားနေတဲ့ချောင်းပုတ်ကိစ္စတွေမကပဲမဟာဝိဟာဖျားချောင်းကိစ္စရေပိုင်တဲ့ကိစ္စတွေပါပါတယ်လို့ဆိုပါတယ် မြေပြင်မှာလဲကမ်ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာအငင်းပွားနေတဲ့ချောင်းပုတ်ဒေသမှာလက်နက်အပြည့်စုံနဲ့အင်အားဖြည့်တင်းနေပြီးမိုင်းပုံးတွေထောင်ထားတဲ့ပုံတွေပြန့်နှံ့နေပါတယ်။ဒါကြောင့်ထိုင်းရွာသားတွေအနေနဲ့မလိုလားအပ်ပဲတော်တဲ့မှုချိုးမြစ်ချိုးသွားတာတွေရှောင်ကျင်ဖို့နေမြေတဲ့မျက်နှာစိမ့်တွေဝင်လာရင် တာဝန်ရှိသူတွေကိုအကြောင်းကြားဖို့တိုင်းဒေသအမှတ်နဲ့စစ်တပ်ကတတိပေးထုတ်ပြန်ထားပါတယ်။စုရင်းခရိုင်ဒေသခံတွေအပါအဝင်ထိုင်းနိုင်ငံသားအများစုကတော့ ကမ်ဘောဒီးယားနေဆက်တကားပုတ်တွေပေးပြီးထိုင်းနိုင်ငံတည်းရောက်နေတဲ့ကမ်ဘောဒီးယားရွှေပြောင်းလုပ်သားတွေကိုအကုန်ပြန်ပို့ဖို့လိုလားနေကြပါတယ်။အစိုးရကတော့နေဆက်ကုန်သွယ်ရေးထိခိုက်မှာနေဆက်ကနှစ်နိုင်ငံပြည်သူတွေနေစဉ်ဘဝလောက်ကန်စားတောင်းမှုထိခိုက်မှာကိုငဲ့ကွက်ပြီးနေဆက်ပိတ်လို့မရသေးကြောင်းပြောထားပါတယ်။လက်ရှိအငင်းပွားနေတဲ့ဥဘွန်ရာချ်ဌာနခရိုင်နန်ရင်းမြို့နယ်ချောင်းပုတ်ဒေသမှာမေလ28ရက်မနက်ကပြစ်ခတ်မှုဖြစ်ပွားပြီးကမ်ဘောဒီးယားတပ်သားတယောက်ကြာဆုံးခဲ့ပါတယ်။ မေလ30ရက်မှာနှစ်ဖက်ကြီးတက်ဦးစီးချုပ်တို့တွေ့ဆုံဆွေးနွေးပြီး JBC, GBC, RPC အစရှိတဲ့နေကြာကော်မတီတွေနဲ့ဆွေးနွေးဖို့ဒီကြားနဲ့ထိတွေ့မှုမဖြစ်အောင်နှစ်ဖက်တက်တွေမီတာ200စီနောက်ဆုတ်ဖို့သဘောတူထားပေမဲ့ကမ္ဘောဒီးယားနိုင်ငံအတိုင်ပင်ခံပို့ကိုဟွန်ဆန်ကတော့စုံမပေးနိုင်ကြောင်းသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားသလိုချောင်းပုတ်အထိစစ်တီအင်အားတွေတိုးမြင့်ချထားလာတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လှန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြက်ဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေတဲ့ကိုချင်းတိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။